တနင်္သာရီတိုင်းကျွန်းစုမြို့နယ်မှာ PDF အမြင်ခံပြီးကြေးရအုတ်ချုပ်ရင်းမှုတွေစီကနေချင်းချောက်ငွေတောင်းရနေတဲ့အပေါင်းပေါင်း၅ယောက်တည်းကတယောက်ကိုစစ်ဆင်းနေတဲ့အချိန်ထွက်ပြေးတဲ့အတွက်ဒီဇင်ဘာလ၁ရက်နေ့နေ့လယ်မှာလိုင်းလံပစ်ခတ်ဖမ်းဆီးခဲ့ရတာကြောင့်တည်ဆုံခဲ့တယ်လို့ကျွန်းစုပကပတာဝန်ရှိသူနဲ့ဒေတာခန့်တွေကပြောပါတယ်ကျွန်းစုမြို့နယ်မိုက်တွေကြေးော်ခန့်တွေစီကနေကျွန်းစုပကပတာဝန်ခံအလူခံခိုင်းတယ်လို့ဆိုက ကျပ်ဝင်28သိန်းကျော်ကိုကျော်ဝင်းဆိုသူကတောင်းယူခဲ့တယ်လို့သတင်းရတဲ့အတွက်နိုဝင်ဘာလ28ရက်နေ့ညဘက်မှာတော့ရောက်ဖမ်းဆီးခဲ့တယ်လို့ဆိုပါတယ်။ဖမ်းဆီးပြီးတဲ့နောက်စစ်ဆေးနေချိန်နိုဝင်ဘာလ30ရက်နေ့ညတနာရဲ့အချိန်လောက်မှာလက်ထိတ်ချုပ်ကထွက်ပြေးတော့တဲ့အတွက်လိုက်လံရှာဖွေခဲ့ပြီးဒီဇင်ဘာလတစ်ရက်နေ့အနည်းငယ်12နာရီခွဲလောက်မှာ short term short အနေက DA dot team မှာပြစ်ခတ်ဖမ်းဆီးရရှိတယ်လို့ကျွန်းစု ပကပတာဝန်ခံကိုနဂါကပြောပါတယ်။ သေဆုံးသူကျော်ဝင်းဆိုသူဟာဘဲစင်ရောသားဖြစ်ပြီးသူတို့အဖွဲ့ကဗန်းသားနဲ့ကြေော်အုပ်စုမှာရှိတဲ့အုတ်ချုပ်ရင်းမှုတွေစီကိုဖုန်းနဲ့အကြိမ်ကြိမ်ဆက်သွဲပြီးအသက်အန္တရာယ်ချင်းချောက်ကငွေတောင်းခဲ့ဘူးလေလို့အုတ်ချုပ်ရဲ့အဖွဲ့နဲ့နင်းဆက်သူတွေကပြောပါရရှင်။